အခုအမေရိကယာယီနေပိုင်ခွင့်နေရဆဲလိုက်ရင်ね US ရောက်မြန်မာတွေပါဆက်ဖြစ်မလဲဆိုတော့အဲကန်ဂျမာတော့အမျိုးမျိုးရှိကြမယ်ကန်ဂျမာအမျိုးမျိုးရှိကြမယ်လေ US မှာရောက်နေတဲ့မြန်မာပြည်သားတွေနေထိုင်ခွင့်နေရဆဲလိုက်တယ် TPS ဆိုတဲ့ temporary protection လာ protection ဆိုတဲ့ဒီမူဝါဒပေါ့နော်ဒီမူဝါဒကိုရှင်းသင်လိုက်တဲ့အတွက်ကြောင့်မို့လို့ US မှာရှိနေမြန်မာပြည်သားတွေအနေနဲ့အမ်ကန်ဒီယာတော့ ကံတရားတွေမျိုးစုံမတူနိုင်ဘူးရွေးချယ်မှုနဲ့ရွေးချယ်မှုနဲ့ဆိုင်မှာပေါ့နော်အတချို့ဘယ်လိုရွေးချယ်ကြမလဲတချို့လဲဒီပေါ့မြန်မာပြည်ကိုပြန်ချမလားဒါကတခုရွေးချယ်เสียပါလိမ့်နော်ညမောင်အတချို့လဲအဆိုင်လမ်းကုပြောင်းခံမှန်ခွင့်ရှိရလိမ့်နော်ဒုက္ခတဲ့ခံမှန်ခွင့်ရှိတယ်ခံမှန်ခွင့်အဘက်ချောင်းကုပြောင်းသွားမလားဒါမှမဟုတ်လို့ရှိရင်လဲ ပြီးတော့ပြန်မလာဒါရွေးချယ်စရာတစ်ခုရှိတယ်ပေါ့ဒီရွေးချယ်စရာလေးပုံမှန်အခြေခံပြီးတော့ကန်တီအားတော့တူနိုင်မှာမဟုတ်ပါဘူးအဆိုင်လန်ခံမဲ့ဟိဆိုလို့ရှိရင်လည်းအာတတော်လေးကိုအခုထရမ့်ဆိုရလက်ထံမှာသူတို့ခက်ခက်ခက်ခဲရင်ဆိုင်မှာဖြစ်ပေမဲ့လည်းဒါလည်းရွေးချယ်စရာတွေတခုဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကန်တီကန်ချီမာကတော့မတူနိုင်ဘူးကန်ချီမာအနေနဲ့ကအဆိုင်လန်ခံတဲ့သူတွေအတွက်ကလည်းသူလမ်းကြောင်းနဲ့သူဆက်သွားမှာဖြစ်သလိုပြန်မဲ့သူတွေကလည်းပြန်ပိုင်ခွင့်ရှိမှာဖြစ်တယ်နော် မန္တရာဘခရက်တီတရားအသေးပန်းလှပါလေခင်ခင်ချူ Ukraine Russia အခြေအနေလေးပြောပါအောင်တဲ့ Ukraine Russia အခြေအနေကတော့အခုလက်ရှိပေါ့နော်အငင်းပွားပွဲရာအချက်28ချက်ပါတဲ့အစိုးရချက်တစ်ခုကိုဒေါ်နယ်ထရန့်ကတင်ထားတယ်အဲဒီလာနဲ့ပတ်သက်ပြီးတော့ Ukraine လည်းလက်မခံဘူး EU ခေါင်းဆောင်တွေလည်းလက်မခံဘူး Russia ကတော့လက်ခံနိုင်တယ်နော်အမေရိကကတော့လက်ခံကျင်တယ်ဆိုတဲ့ခါကြတော့ ကဲအမေရိကန်ကဖိအားပေးလာပြီးဆောင်ရွက်လာပြီးဆိုလို့ရှိရင်ဒီ28ချက်လုံးမှာပြင်ဆင်ရှိရတယ်ပြင်ပြီးတော့ကျွန်တော်ပြေလည်သွားမယ်လို့သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ဒေါ်နယ်ထရန့်အနေနဲ့ကဒီပုဂ္ဂိုလ်ကရှော့မတွက်နဲ့ခက်ဒီပုဂ္ဂိုလ်ကသူ့အတူပြောရင်သာသူများနဲ့မတူဘူးပေါ့နော်။သူ့ရဲ့ဆောင်ရွက်ချက်တွေပြောဆိုပုံတွေလုပ်ပုံကိုင်ပုံတွေဟာသူ့ရခင်ရှေ့ဆက်ဆက်ကနိုင်ငံကောင်းဆောင်နေကမ္ဘာကောင်းဆောင်နေလုံးဝမတူတဲ့လမ်းကြောင်းကနေသူကချင်းကတ်တာဖြစ်တယ်။ ချိန်ကတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဆောင်ရွက်ချက်ကတစ်ခွမဟုတ်တစ်ခုတော့အဆင်ပြေသွားနိုင်တယ်။ဟဲ့လားအဆင်ပြေသွားနိုင်တယ်ရလာနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲယူကရိန်းနဲ့ရုရှားပေါ့နော်။ဒီစီရေပရိပခါနေပြီးတော့သူကယ်ထုတ်နိုင်မှာပါ။လို့ကျွန်တော်ကတော့နည်းနည်းအပေါင်းလက္ခဏာဆောင်တဲ့အမြင်တွေရှိတယ်ပေါ့ဗျာနော်။ကလေးတွေရှိတာဟုတ်နော်။ကလေးတွေခြားတိတ်တွေရှိတယ်။တော်တော်များပါတယ်။ အဲတပတ်ထဲမှာတပတ်ထဲမှာကျွန်တော်တို့တပတ်ပိတ်တယ်ဗျာကျွန်တော်တို့တပတ်ပဲတပတ်ပဲလောက်ပါဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲအဲ့လိုလူမျိုးတွေရဲ့တော့ဆဲဆိုချိန်ပေါင်းခြင်းနဲ့ရန်သူမျိုးစစ်သဘောထားခြင်းနဲ့ကျွန်တော်ခံနေရတော့မှာပဲခင်ဗျနော်ကုမောင်ဘိုးအစကမုံမိပြင်မဲ့အမှန်တရားတွေကိုပတ်မလိုက်ပဲပြောပေးနေလို့ကျေးဇူးတင်ပြပါတယ်တဲ့ပြည်တွင်းကအစိမ်းအစိမ်းထောက်ခံသူတွေပဲပြောပါဗျာနော်ခင်ဗျားတို့ကလည်းသူများလုံးဝတစ်ဖက်သက်ဆန်လွန်နေတဲ့အဲ့ဒါလက်ခံတယ်မလား အာအစိမ်းထောက်ခံသူရေတဖက်သက်ဆန်လုံးနေဆိုတဲ့ခါကျတော့အဲ့ဒါခင်ဗျားတို့မှာခင်ဗျားတို့လည်းသူ့ရဲ့အခြေအနေကိုနားမလဲတဲ့ပုံစံမျိုးတွေရှိတယ်နော်အဲ့တော့သူတို့မှာကွဲလွဲပိုင်ခွင့်မရှိပါဘူးနော်သူတို့မှာကတဖက်သက်ဆန်ပြီးမှလည်းရတာမဖြစ်မနေဆန်ပြီးရတချို့ဆိုလို့ရှိရင်ကျွန်တော်လိုမျိုးတက်မှတ်မိရင်ထောင်ထဲရောက်သွားအချုပ်ထဲရောက်သွားတဲ့သူတွေရှိတယ်ခေါ်ယူသတိပေးခံရတဲ့သူတွေရှိတယ်ဘယ်အချိန်အစွဲခံရမလဲဆိုတာရှိတယ်နော် အဲ့တော့သူတို့ရဲ့ဘဝလေးကိုစာနာပါเนาะအဲ့တော့သူတို့တွေအနေနဲ့ခင်ဗျားတို့ပြောတဲ့ lobby lobby ဆင့်တော်မဟုတ်ဘူးလို့ကျွန်တော်ပြောပြပါရမှာသူတို့ကတက်ထောက်ခံရတဲ့အဆင့်တက်ထောက်ခံအဆင့်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘာပဲပြောပြောခင်ဗျားကိုနားလည်ပေးရမယ်เนาะထို့သူပဲခင်ဗျားတို့တော်လန်ရင်းနေမြန်မာနေနေတဲ့သူတွေအားလုံးလည်းဒါခင်ဗျားတို့စန့်ကျင်မိတယ်ဟေးတော်လန်ရုပ်စန့်ကျင်မိတယ်ဆိုရင်ဒလန်တို့เนาะဖဲ့ချင်းခံရချင်းနေရှိတာပဲလေအဲ့တော့သူပတ်ဝန်းကျင်နဲ့သူနေရတဲ့အခြေအနေဖြစ်တာတက်မတော်ရဲ့အကြီးကဲလက်အောက်မှာနေနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ မတို့အဆက်ဆက်အရာသတိနဲ့နေရတာပါအဲ့တော့တို့တွေကိုခင်ဗျားတို့နားလဲပေးဗိုက်ထဲမှာမတိတတိဒုက္ခဒုက္ခလေးနဲ့ဒုက္ခလေးနဲ့အမှန်တရားကိုဇောင်းချပြီးဇောင်းချပြီးတော့เนาะအမှန်တရားကိုဇောင်းပေးပြီးတော့အဲပြောရဲတယ်ဆိုရင်တော့မှာပါခင်ဗျားတို့ကနည်းနည်းလေးပေါ့နော်ဟိုတန်ဖိုးထားတဲ့ဒီလူလူမျိုးတွေကိုနော်ရှိပါတယ်မြန်မာနိုင်ငံမှာအခုဆယ်လီတိုင်းလည်းမဟုတ်ပါဘူးချက်ဆယ်လီမှာလည်းအမျိုးမျိုးရှိတာ哦နော်တမလို့အပေးထောက်ခံတာလည်းအကြောင်းမျိုးမျိုးရှိတယ် နိုင်ငံရေးကိုလှုပ်တဲ့သူပုံမှာမျိုးမျိုးရှိတယ်။ဥမာကျွန်တော်လည်းဆွဆဲကြတာပဲကျွန်တော်ဟာထင်ပေါ်ခြင်းတဲ့သူတယောက်ဖြစ်တယ်တဲ့။အားကြောင့်မို့လို့ကျွန်တော်နိုင်ငံရေးလှုပ်တာပါဆိုပြီးထင်ပေါ်ခြင်းတယ်။ဒါတော့သူရဲ့အမြင်ပါလေနော်။ဒါပေမဲ့ကျွန်တော်အနေနဲ့နိုင်ငံရေးကိုနိုင်ငံရေးလိုပဲမြင်တယ်။အားလုံးရဲ့အရေးဖြစ်တယ်။မတရားမှုမှန်များကိုကျွန်တော်အနေနဲ့အမြဲတမ်းပြောဆိုတယ်။အခုကျွန်တော်နိုင်ငံရေးပြောနေတာလေးအားလုံးဟာလည်းကျွန်တော်ချစ်တဲ့သူတွေအတွက်ခင်ဗျားတို့လည်းသိတော့ကျွန်တော်လည်းသိတော့နိုင်ငံရေးကိုဆွေးနွေးနေခြင်းဖြစ်တယ်ပေါ့နော်။အဲ့တော့စစ်တပ်ကိုအားပေးထောက်ခံတဲ့သူကနှမျိုးတော့မရှိအောင် တမျိုးอ่ะကြတော့အကျိုးစီးပွားအကျိုးစီးပွားဆိုတာကဒီချိန်မှာကစစ်တပ်ကိုခါတော့မှီပြီးတော့နော်နာမည်ကြီးကျင်တာရှိတယ်အကျိုးစီးပွားဖြစ်ထွန်းကျင်တာရှိတယ်ဒီလိုလူမျိုးတွေကြာမြောက်သွားပြီးတော့ဘလို့မှအဲသူတို့တွေကသွားပြီးတော့လမ်းမပြနဲ့ဗျသူကလမ်းပြလဲသူလမ်းမလို့သူတို့သိတာကငါနာမည်ကြီးရမယ်ငါဒီလောကမှာဝင်ဆန်းရမယ်စစ်တပ်ကိုအားပေးထောက်ခံတယ်အားပေးထောက်ခံတယ်ဆိုတာကစစ်တပ်ကိုပုံမှန်မှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတယ်နာမည်ကြီးနေတယ်မဖြစ်မနေဘောနော် ါစစ်တပ်ကိုထောက်ခံတဲ့လူပဲအမှန်ကန်ထောက်ခံတဲ့နေကြတော့စစ်တပ်ကိုလည်းကောင်းစေခြင်းနဲ့နိုင်ငံကိုလည်းကောင်းစေခြင်းနဲ့ဒါမျိုးထောက်ခံတဲ့အဲထောက်ခံတဲ့ဒီခင်ဗျားတို့ပြောနေလော်ဘီရဲ့ရှိတယ်အဲသူတို့တကြောက်လည်းအမြဲတမ်းဖိအားပေးပြီးတော့ဆုံးမခံထားရတယ်နော်အဲ့တော့စစ်တပ်ကိုအမှန်ကန်အားပေးထောက်ခံမယ်ဟဲ့ဆိုရှင်စစ်တပ်အကျိုးစီးပွားကိုကြည့်ရမယ်ကိုယ်အကျိုးစီးပွားကိုကြည့်လို့မရအောင်အားလော်ဘီတဲ့တင်မလားအဲဘလို့ခေါ်မယ်ဆိုတော့အခြေအနေတွေကစစ်တပ်ကတော့မှဝန်ခံထားတဲ့ကိစ္စတွေကိုသူတို့ကဖုံးလို့မပြီးနိုင်ဘူး နော်အဲအဲ့ဒါကြတော့စစ်တပ်ပေါ်မှာမှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ဒါထောက်ခံပြီးပေါ့ဒါတကယ်ထောက်ခံတဲ့သူတွေမဟုတ်ပါဘူးဒါလူလဲတွေပါနော်